ပင်နီဝိုက်ဆိုတဲ့ဒီပင်လယ်လေကလေးအကြောင်းကိုပြောပြချင်ပါတယ်။လေကလေးဆိုပေမဲ့သူကအလေးချိန်အဖြစ်302ပေါင် ကီလိုဆိုလို့ရှိရင်139ကီလိုရှိတဲ့လိမ္မာကြီးပါ။လောက head လေးအမျိုးအစားဖြစ်ပါတယ်။ အဲ့ဒီပင်နေဝိုင်လိမ္မာကြီးကိုအမေရိကန်နိုင်ငံဖလော်ရီဒါအတ္တလန်တိတ်ကမ်းခြေတနေရာမှာမော်တော်ဘုတ်တစ်စီးကတိုက်မိသွားခဲ့တာပါထဟန်ရသွားတဲ့လိမ္မာကြီးကို CT scan ဖြတ်ပိုင်းဓာတ်မှန်ရိုက်ဖို့လိုလာပါတယ်လက်တွေကိုကုတဲ့ဆေးရုံက CT scan ဆက်ကသေးနေတော့သူ့အတွက်လူတွေကိုရိုက်တဲ့ CT scan ဆက်နဲ့ရိုက်ဖို့စဉ်းစားကြပါတယ်ဒီလိုမျိုးစဉ်းစားနေပေမဲ့လူတွေကိုရိုက်တဲ့ဆက်ထဲအဲ့ဒီပင်လယ်လိပ်ကတိတ်ပြီးတော့ကြီးနေပါတယ်ဒါနဲ့ပဲပင်နေဝိုင်လိပ် site ကိုဒီ fan page မှာရှိတဲ့မြင်းတွေအတွက်ထားတဲ့ CT scan set C ကိုခေါ်လာကြပါတယ်။အဲ့ဒီမှာတော့ CT scan ရိုက်ဖို့အဆင်ပြေသွားပါတယ်။လိမ့်မကြီးကို CT scan ဓာတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့သူ့ရဲ့ကိုယ်ထဲမှာလိမ့်ဥတွေ ရှိနေတာကို တွေ့ရပါတယ်။ဒီ penny white ဟာလောက head အမျိုးအစားဖြစ်ပြီးတော့မျိုးတုံးပြောက်ွယ်လူမျိုးစိတ်တွေထဲမှာပါဝင်နေပါတယ်။ဒါကြောင့် ဒီဥတွေကိုဥနိုင်အောင်သူ့ကိုအစေးအမြန်ကူပြီးတော့တဘာဝအတိုင်းအမြန်ဆုံးပြန်ပို့ဖို့အတွက်စူးစမ်းနေကြပါရဲ့ရှင်။